န်းမင်္ဂလာပါဒီကလာရောက်မြောက်ဝပေးမယ်ဒီကျွန်တော်ဒီဗီဒီယိုဖိုင်လေးမှာတော့ကျွန်တော်တို့ဒီ password ပေါ့နော်ဖုန်းထဲမှာကျွန်တော်တို့ဒီကိုဖွင့်ထားတဲ့ password ပေါ့နော်ကျွန်တော်တို့ဒီ password နဲ့ပဲကျွန်တော်အစ်စ်ပြန်ပြောင်းခြင်းတဲ့သူတွေတော့ပေါ့နော်ကျွန်တော်တို့ဒီ chain password ပေါ့နော် password အစ်စ် chain နဲ့ပေါ့ကျွန်တော်လာရောက်ပြီးမြောက်ဝပေးတော့မှာဖြစ်ပါတယ်ကျွန်တော်ဒီဗီဒီယိုဖိုင်လေးကိုလည်းကြည့်ရှုနေပြီတော်နော်ဒါကျွန်တော်တို့တင်ခြင်းမြောက်ရအောင်ကျွန်တော် YouTube channel ကို subscribe လို့ပုံပေါ်တယ်တောက်ချစ်ချင်ပါတယ်ညာ Okay ပါဒါဆိုရင်ကျွန်တော်ကဒီကျွန်တော်ဖွင့်ထားတယ်ကျွန်တော်ဖိဘောပေါ့ဗောနော်ကျွန်တော်ဒီကိုယ့်ရဲ့ password ကိုကျွန်တော်အစ်စ်ပြန်ရှင်းချင်တယ်အစ်စ်ပြန်ရောင်းချင်တယ်ပို့တယ်တော့ကျွန်တော်လာရောက်ပြီးပြောင်းလို့ပြောပါပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒါကျွန်တော်ဒီနေ့ကိုယ့်ရဲ့ Facebook account password ကိုကျွန်တော်အစ်စ်ပြန်ရှင်းဖို့အတွက်ဆိုရင်မိမိကိုယ့်ရဲ့ကိုယ့်ရဲ့ Facebook account မှာဘယ် တစ်ခုအကောက်ကိုကျွန်တော်ကပြောင်းချင်တာလဲဆိုတော့ဘောနော်ကျွန်တော်အရင်ဆုံးကိုယ့်ရဲ့ pivot tip ကိုကျွန်တော်သွားမယ်ဘောကိုယ့်ရဲ့ pivot tip ကိုရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီပုံမှာကျွန်တော်ဒီမိန်းကြောင်းပုံစံလေးနဲ့တွေ့မယ်နော်ဒီမိန်းကြောင်းပုံစံလေးကိုကျွန်တော်ကအားနှိမ့်ရမှာဖြစ်ပါတယ်ဒီလိုမျိုးမျိုးကြတဲ့ပုံစံနှိမ့်လိုက်ပြီဆိုတော့လည်းကျွန်တော်ဒီနေရာမှာစတိန်ဆိုတာပွာလာမယ်။အဲ့ဒီစတိန်လေးကိုကျွန်တော်တို့ကနှိမ့်ရပါမယ်။ ါကျွန်တော် edit state ကိုဝင်သွားပြီဆိုတော့ねဟိုဒီနေရာမှာဒီလိုမျိုးပေါ်လာတယ်ဒီလိုမျိုးပေါ်လာတဲ့အခါမှာကျွန်တော်ဒီနေရာမှာဒီဒီနေရာမှာပေါ့เนาะကျွန်တော်က personal အောက်မှာ password ဆိုတာရှိတယ်ဒီနေရာပေါ့เนาะဒီ password ဆိုတာရှိမယ်ဒီနေရာကိုကျွန်တော်တို့နေရာမှာပါတယ်ခင်ဗျာโอเคအဲ့ဒီနေရာကိုကျွန်တော်တို့နိုင်လက်မယ်ဒီ password ဒီ password နိုင်လက်ပြီဆိုလို့ရှိရင်ဒီနေရာမှာနောက်ထပ်တစ်ခါထပ်မှန်ပြီပေါ့เนาะ ောက်ဆက်မယ်လို့ပေါ့နော်ဒီကျွန်တော်ဒီ password အမှန်စွေးတင်ရရှိဖို့နော်ဒီရောက်ကိုထပ်ပြောင်းတက်ချင်ပါတော့နော်โอเคဒီနေရာကိုရောက်လာပြီဆိုလို့ရှိရင်ဒီနေရာမှာကျွန်တော်ပုတ်ခံတာလည်းရှိတယ်အဲဒီနေရာကတော့ကျွန်တော်ဒီကျွန်တော်ပုတ်ခံတာပေါ့နော်အဲဂျီမီဖီဘောကောက်တယ်ကျွန်တော်မကြဖို့အတွက်ဒါကျွန်တော်ထောက်ခံလာတယ်ပေါ့နော်ဒီကနေကျွန်တော်တို့ကတော့အတိအရလုံးမမဟုတ်တာဖြစ်တယ်ကျွန်တော်ကဒီဒါ password ိတ်ပြန်ချိန်မှာဖြစ်တယ်တော့ကျွန်တော်ဒီနေရာမှာချိန် password ဆိုတာရှိတယ်အဲဒီချိန် password ကိုတော့လိုက်ရမှာပါခင်ဗျာဒါဆိုကျွန်တော်ချိန် password လိုက်ပြီဆိုရှင်ကိုယ့်ရဲ့ Facebook က profile ကိုတက်လာနိုင်မယ်ဒီလိုတက်လာတဲ့အခါမှာကျွန်တော်ကဒီကိုယ့်ရဲ့ Facebook account ကိုကျွန်တော်လိုက်သွားမှာပါခင်ဗျာနိုင်သွားမယ်ဆိုရှင်ဒီလိုကျွန်တော်ဒါ password ၃ခုပါလာမယ်เนาะ ီနေရာမှာကျွန်တော်တို့အပေါ်မှာတော့ကျွန်တော်တို့ဒီ password အဟောင်းပေါ့နော်။ဆိုတော့ကျွန်တော်ဒီနေရာမှာကိုယ့်ရဲ့ password အဟောင်းကိုကျွန်တော်တို့ထည့်ရမှာဖြစ်ပါတယ်။အားမှာကျတော့ကျွန်တော် new password ပေါ့။ new password ကိုအောက်ဆုံးမှာကျတော့နောက်ထပ်တစ်ခါ new password ကို add နေရမှာဖြစ်ပါတယ်။ဒီနေ့ password 3ခုကိုကျွန်တော်တို့ကဖြည်းဖြည်းစုံရှင်းအားမှာကျွန်တော် change password ဆိုတာကိုပြောပြမယ်နော်။ဒီနေရာကိုပြောင်းလို့ပေါ့လိုက်ပါ ော့အတိအရလေးပေါ့ဆိုတော့နေလိုက်ပြီဆိုတော့ဟိုကကိုရေးဖြစ်ပေါ်ကောက်ချင်းနေပေါ့မှာ password ကိုဒါရှင်းပြသွားတာဖြစ်ပါပါခင်ဗျာဒါကတော့အားလုံးစဉ်းစားပါမယ်ပါလေဒီများလေးသုံးခုကြောက်ပါလားပေါ်ဆုံးမှာ password အဟောင်းကိုထည့်မယ်ဘရိုဒီမှာ password password အဟောင်းလေးမှာကျတော့ကျွန်တော်မျိုး password ကိုဘယ်လိုမျိုး password ကိုချိန်ကျင်ပါလဲဒါတော့ ိမိတို့ကိုကြိုက်တဲ့ password ကိုရှင်းနေရတယ်။အမှန်တော့အဲ့ဒီရှင်းထားတဲ့ password ကိုကျွန်တော်ကအတည်ပြုတာပေါ့နော်။ဒါပြီးရင်ကျွန်တော်ကဒီပြုလို့ဆိုလို့ရှင်အောက်မှာကျွန်တော်ဒီမှာ change password ကိုနှစ်လိုက်ပြီဆိုရမယ်။မိစ္ဆိုတော့ password change တာအားလုံးအောင်မြင်သွားပါပြီ။အဆင်ပြေသွားပါပြီလေ။ဟုတ်ကဲ့ပါခင်ဗျာ။ဒါကတော့ကျွန်တော်ဒီနေ့မှာကိုယ့်ရဲ့ password ကိုမကြိုက်လို့အသစ်ပြန်ချင်းချင်တဲ့သူတွေအတွက်ကိုဒီ video ဖိုင်နဲ့လာရောက်ပြီးမျှဝေပြချင်မျှဝေပြချင်ဖြစ်ပါတယ်။ကျွန်တော်ကတော့ကိုကျော်ဆန်းဖြစ်ပါတယ်ခင်ဗျာ။